ော်တော်များများဆိုလို့ရှိရင်ပေါ့နော်ခန္ဓာကိုယ်မှာအဖုတ်တွေပေါ်လာတဲ့အခါဆိုလို့ရှိရင်အလိုလျောက်ပျောက်သွားမယ်လို့ထင်ကြတယ်ပြီးလို့ရှိရင်ကုသမှုကိုလည်းမခံယူဘူးဆရာဝန်တွေနဲ့လည်းမပြတာဘူးပေါ့နော်အဲ့ဒါကိုပြန်သိလိုက်တဲ့အခါမှဆိုလို့ရှိရင်အရန်ကိုယ်မှာနောက်ကျသွားပြီးပြီးလို့ရှိရင်နာတာရှိလည်းဖြစ်နိုင်တယ်ပေါ့နော်ကင်တွယ်ရခတ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ထိုင်းလူမျိုးတွေဆိုလို့ရှိရင်တော်များများသူတို့မှာအနည်းငယ်လေးအဖုတ်ထွက်တာကစပေါ့နော်သူတို့ကိုသူတို့ကူးဆိုင်တယ်ပြီးလို့ရှိရင်ဆရာဝန်တွေနဲ့လည်းသူတို့ပြတာတာပေါ့နော်ဒါဆိုလို့ရှိရင် ဒီအဖုပွဲတွေကဘာတွေကိုဖြစ်စေလဲဆိုတာကိုဝီရီမျှဝေပေးမှာဖြစ်ပါတယ်နော်အားလုံးမင်္ဂလာပါနော်ဝီရီတို့ရဲ့ sharing channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်နော်အဖုတွေရောင်ရမ်းနာတွေပြီးလို့ရှိရင်ရားရမ်းနာတွေနှီးတာတွေကြတော့ပေါ့နော်တကယ်လို့ကို့မှာမျိုးရိုးပီဇာရှိနေလားဒါမှမဟုတ်လို့ရှိရင်ဒီ insect ပိုးမွားတွေကနေပြီးတော့ဖြစ်လာတယ်လားပေါ့နော်ဒါတွေကကိုကသိထားပေးဖို့လိုတယ်တခါတလေကြလို့ရှိရင်နာတာရှိစိတ်တယ်မကြခဏဖြစ်တတ်တယ်အလွန်ရားရမ်းတတ်တယ်အဖုတွေကည ိုလာပြီးတော့ရေးရောင်ပြီးဖြစ်တာပြီးဆိုလို့ရှိရင်ဒါကအရေးတရားကွက်တွေကိုပေါ့နော်ရှင်းရှင်းလင်းလင်းမြင်ရပြီပေါ့နော်တချို့ဆိုလို့ရှိရင်စိတ်နှောက်ရက်တွေလည်းအရန်ဖြစ်တယ်အပြင်ရာရဏမျိုးတွေတတ်မတက်ပြီးတော့အခုဖြစ်တာမျိုးတွေနော်နေရအနှက်အပြားပေါ့နော်အမှတ်သားလိုမျိုးပေါ့နော်ဖြစ်စေတယ် ဒါတွေကကြတော့အရေးပြားသက်မသက်တာကိုလည်းပြောလို့ရတာပေါ့နော်သက်မသက်တဲ့အဖုတွေရလာမယ်ကုတ်ချင်းချင်းကနေပြီးတော့ရက်တန်းရအလွန်ခက်ခဲတယ်ပေါ့နော်တချို့လူတွေဆိုလို့ရှိရင်လေရားလုံးလို့အဲ့မပြောတဲ့လူတချို့တွေတော့ရှိတယ်အထူးတစ်ဖြစ်ညဘက်အရဝင်တော့မယ်ဆိုလို့ရှိအယုံပြောင်းဖို့အလင်းရောင်ဒါမှမဟုတ်အတန်မရှိတဲ့အခါပေါ့နော်အဲ့ရနေထလာပြီးဆိုလို့ရှိရင်ကုတ်ကုတ်ချစ်ထားတဲ့အရာတွေလည်းအများကြီးဒါကအရေးပြားသက်မသက်မှုဖြစ်စေတဲ့အနေရေပေါ့နော်တကယ်လို့ကိုယ်မှမျိုးရိုးပီစာအတောင်းဟုတ်ကိုတုံးလိုက်တဲ့ဆက်ပြာပကံ စေးရေးစတဖြစ်ပေါ်တော့ဒီရာရန်ချင်းနဲ့ထိတွေ့စေတဲ့အပြုမှုတွေကိုကလုံမိပြီးဆိုလို့ရှိရင်ဒီအကြောင်းရင်းကနေလည်းဖြစ်စေနိုင်တယ်နော်ချင်းစေးခွေကနေပြီးတော့ရောတတ်မတဲ့တာမျိုးတွေလည်းရှိနိုင်တယ်ပေါ့နော်တချို့လူတွေကချင်းကြိုက်တာတော့ကြာမလို့ဒီချင်းစေးခွေတွေထုံးနေပြီးလို့ရှိရင်အင်းဆက်ပိုမှားနေပြီးတော့ပေါ့နော်တောက်ပြန်လာတဲ့ခါမှဆိုလို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကိုယ်မှာဆိုလို့ရှိရင်ညီမြန်းလာတာမျိုးတွေအေးပြားနေပြီးတော့အေးကြီးဖုတ်ခတ်တာမျိုးတွေပေါ့နော်တမန်လူတွေထက်ကအမြန်စီလဲပြီးလို့ရှိရင် ဒီချိန်ကြိုက်တာနဲ့ဗတ်မတဲ့တာတွေနဲ့เนาะပုံမဖြစ်ပွားရတဲ့အကြောင်းအရောကနှမျိုးစလုံးကိုအသွင်းတူညီတဲ့ခုခံအားစနစ်ပေါ့เนาะကိုကချူယွေးနှမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့เนาะဒါဆိုလို့ရှိရင်ချိန်ကြိုက်တဲ့နေရာမှာလိမ့်ထားတဲ့ tee shot တွေဆိုလို့ရှိရင်ဥပမာဆက်ပြရည်သုံးပြတာမျိုးတွေเนาะဒီယောဂလက္ခဏာတော်များများကသက်သာရစေတယ်ဒါဘယ်မှမဟုတ်လို့ရှိရင်ဒီထုတာများတာရားရံတာဖြစ်နေတဲ့သူတွေဆိုလို့ရှိရင်ပေါ့เนาะဆရာဝန်တွေနဲ့တွားပြီးတော့ပြသသိပါတယ်เนาะအရာဒီဥတုအခြေအနေကြောင့်ဓမ္မတဲ့ ာမျိုးတွေလည်းရှိတယ်ပူလွန်းတာမျိုးတွေအေးလွန်းတာမျိုးတွေပေါ့နော်လေထုဖဲကနေပြီးတော့ဆုတ်ထိုင်းစနေတဲ့နေရာတွေမှာဆိုလို့ရှိရင်အဖုတွေကပို့ပြီးတော့ဆိုးရတတ်တယ်သူတို့ဖြစ်မိုးရာတီတွင်းမှာဆိုလို့ရှိအဖုများကိုယူဆိုင်ပို့လို့တယ်ယာတီဥတုအေးလာတဲ့အခါမှာဆိုလို့ရှိအရေပြားတွေကအဆိုတဲ့ဖိပိုမော်ထရိုက်ဆာတွေကိုပုံမှန်လိမ့်ပေးပြီးတော့ညီမန်းစပြုတ်နေတဲ့အချိန်မှာဆိုလို့ရှိရင်စေးတောက်ပြီးတော့ဆရာဝန်တွေနဲ့ပြသတည်တယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်ဒီအရေပြားအတတ်မတက်ခြင်းရဲ့လက္ခဏာကဘယ်လိုလဲဆိုတာအားလုံးသိကြပြီလို့ထင်ပါတယ်နော်ဦးရီတို့ရဲ့ ဲ့ channel ကနေပြီးတော့နောက်ထပ် video တွေဆက်လက်ပြီးတော့ tissue နဲ့အောင်တို့ဒီနဲ့ subscribe လေးနှိပ်သွားပေးဖို့မိမိပါနဲ့နော်